အားလုံးပဲမင်္ဂလာပါမယ်နေယူ channel ကနေအားလုံးကိုကြိုဆိုပါရစေဆရော့စာသမားတို့ရဲ့ကျွန်တော်ဒီကနေ့မှတော့မေဆာအွန်နေတဲ့ပြည်သူ့ကစားသမားပြောင်းရှင်းနောက်ဆုံးအသတင်းလေးရှိပါတယ်အငားချထားတဲ့အန်တိုနီဆန်တိုကိုရီယယ်ပရဲအသင်းကအပြီးသက်ခေါ်ယူဖို့ဆန္ဒရှိနေပြီးတော့ယူနိုက်တက်အသင်းနဲ့ဆွေးနွေးဖို့အတွက်လည်းအော်စဉ်းစားနေတယ်ဆိုပြီးတော့ကျွန်တော်တည်ထားတယ်ဆိုတော့ဒီကစားသမားဖြစ်သူရဲ့အခြေအနေနောက်ဆုံးရဘယ်လိုရှိမလဲဆိုတာကျွန်တော်ဆွေးနွေးကြည့်အောင်အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါ ကျွန်တော်အသိအနေနဲ့ပေါ့ဗျာဒီညစေနိုင်မှာဆိုရင်ဒီယူကစီအင်ကွင်းမှာပရီးမီယာလိုက်ပွဲစီ30နှစ်ကိုကစားဖို့ရှိတယ်အသိအပြက်ကတော့နောက်ထပ်မလွေကူတဲ့ပွဲစီတစ်ခုပေါ့ဗျာဆိုတော့ညီကိုတို့ ready ပဲလားဒီနေ့ပွဲစီကြည့်ရှုဖို့အတွက်ကျွန်တော်ကတော့ ready ဖြစ်နေပြီကိုအသိအနေနဲ့ရာလိတွေကတော်တော်မကောင်းပါဘူးပြီးခဲ့တဲ့ကျွန်တော်တို့ဒီယူပါလဲဟို quarter final မှာဆိုရင်အဝေးကွင်းမှာကျွန်တော်တို့လိုင်ရင် အင်ကွင်းမှာတူတူနဲ့တည်ကြခဲ့တယ်ဒီပွဲပြီးလို့ရှိရင်ကျွန်တော်တို့ကိုရင် ultra ပေါ်မှာဒုတိယအကြော့လာမှာ အဲအိမ်ကွေးမှာအချိန်ကောင်းဖို့လိုတယ်။စောင့်ကြည့်ရမှာပဲ Emerald ဘလို့အချိန်တော်မလို့ဆိုတာဆိုတော့ကျွန်တော်တို့ကပြောင်းရွှေ့တည်င်းနဲ့ပတ်သက်ပြီးတော့ပြောလို့ချင်း Rebuild အသင်းကိုကျွန်တော်ဇေရဝေဇေကတ်မှာ Anthony Santos ကအငားပြောင်းရွှေ့တော်ခဲ့တာပေါ့ဗျာ။အခုရာသီပြီးလို့ချင်း United အသင်းကိုပြန်လာရမှာ။ဒါပေမဲ့လို့ Rebuild အသင်းကဒီကစားသမားဖြစ်သူကိုအပြီးသက်ခေါ်ယူဖို့စိတ်ဝင်စားနေပြီးတော့ United အသင်းနဲ့လည်းဆွေးနွေးဖို့အတွက်ကဲလဲမှုတွေ လောဘရှိတယ်ဆိုပြီးတော့ကျွန်တော်စပိန်ရီပေါ်တာတွေကဖော်ပြလာတာကျွန်တော်ရှိတာပေါ့ဗျာဆိုတော့ဒါကကျွန်တော်အသေးအတွက်ကိုကျွန်တော်ပြည်သက်တဲ့အတွက်ကိုကောင်းမွန်တဲ့အခြေအနေတခုလို့ကျွန်တော်ပြောလို့ရတယ်ဘာဖြစ်ဆိုတော့ကိုအသေးအနေနဲ့ပေါ့ဗျာဇေရဝေဇေကေကာလာတို့တွေမှာအငားရှာတဲ့ကစားသမားတွေကိုအပီးသက်ရောင်းချနိုင်ဖို့လိုတယ်ဘာဖြစ်လို့ဆိုတော့နေရာတီကာလာမှာဆိုရင်ကျွန်တော်တို့ဟိုအဓိကအဖြစ်ဆိုရင်ဂိုသမားပါပြောင်းလဲမှုကိုရမှာ နောက်တန်းကွင်းလေတိုက်စစ်ဒီလိုမျိုးအဖက်ဖက်ကပြောင်းလဲဖို့နေတာတခုမှာကျွန်တော်အငားရှာတဲ့ကစားသမားတွေမှာဆိုရင် အန်တိုနီဆန်တိုတို့ပြီးလို့ချင်းမာကရက်ဘိုပြီးလို့ချင်းမာလာစီယာဂျေဒဆန်ချိုကစားသမား9ယောက်လောက်ရှိရငါချတတ်တာထက်ပြီးတော့လေကိုတင်ကထောက်ခေါ်ရနိုင်ချေကစားသမားတွေလင်းငါယောက်ရှိတယ်ဆိုတော့နွေရတီဈေးကွက်မှာကျွန်တော်နေရတီအပြောင်းရွှေ့မှာကစားသမား10ယောက်လောက်အသင်းကနေထွက်ခေါ်ပေါ်လာလာရှိတယ်ဆိုတော့ဒီလိုအခြေအနေတခုမှာအန်တိုနီဆန်တိုတို့ကိုကျွန်တော်တို့အသင်းကနေပြီးတော့ပေါင်သဲတရာဝဲကျင်နဲ့ခေါ်ခဲ့တယ်အခုဒီကစားသမားဖြစ်သူကိုရောင်းရှားတဲ့နေရာမှာ အနည်းဆုံးက90လောက်ရမလားကျွန်တော်ကြည့်ရမှာဘာလို့ဆိုတော့အခုကိုအသင်းမှာတောင်ပယ်နေရပေါ့ဗျာအဲ့ဒီညာတောင်ပယ်မှာဆိုရင်အန်တိုနီဆန်တိုကဘလို့မှအချင်းနေမကောင်းဘူးတိုးတူမေးရီယယ်ဘက်တဲ့အသင်းမှာဘလောက်ပဲခြေစမ်းပြပြဘလောက်ပဲကောင်းမွန်မယ်ကိုအသင်းနဲ့ကြပြတော့လားလားမှမသက်ဆိုင်တော့ဘူးဆိုတော့ဒီလိုအချင်းတွေတခုမှအန်တိုနီဆန်တိုနဲ့ကျွန်တော်ယူနေတဲ့အသင်းကြမှာတော့အပီသက်ကိုရောင်းချနိုင်မှရမှာမဟုတ်လို့ချစ်ကြည့်တဲ့ဆန်ချိုလို့ချက်စီအသင်းက ကျော်ကျမဖြစ်စလောက်ပေးပြီးတော့ကိုသူ့ကိုပြန်လာခိုင်းတိုင်ပဲ့နေမှာဒါကကျွန်တော်တို့အတီးကြတော့ပြောလို့မရသေးဘူးပေါ့ဗျာတစ်ဖက်သတင်းဌာနတွေကလည်းကျွန်တော်ဖော်ပြလာတဲ့အနေအထားမှာဆိုရင် အန်တိုနီဆန်တိုကို real ပဲ့တဲ့အတင်းကခေါ်ရှင်ပေမဲ့လို့အခက်တွေ့နေမှုတွေရှိတယ်ဆိုပြီးတော့ဖော်ပြလာတယ်ဒါကသူတို့ရဲ့ငွေကြီးပိုက်ဆိုင်ရာပြောင်းရွှေ့ကြေတို့ပြီးလို့ချင်းအန်တိုနီဆန်တိုကိုပေးချေရမယ့်လာစာတွေဆိုပြီးတော့လည်းဖော်ပြထားတယ်တိတိကျကျအနေနဲ့ကတော့ပေါ့ဗျာကျွန်တော်တို့ဒီမြန်မာပြည်စေကွက်ကာလာတွေ့တွေ့မှာအမေကစစ်ကျွန်တော်တို့သိရမှာ အဲ့ဒီအချင်းတို့တွဲမှာလေကိုသိန်းဘက်ကကိုသိန်းဘုတ်ဖွဲ့ဝင်တွေကအလုလုတာအမေကဆုံးဖြစ်ဖို့လိုတယ်အခုကျွန်တော်တို့ market ရှိဖို့ခင်တာကလည်းဘာမှမသိသေးဘူး aston villa ကသူ့ကိုပြီးသက်ခေါ်ရှင်နေဆိုပေမဲ့လို့တစ်ဖက်ကျွန်တော်တို့ဒီပြေးကျေတင်ကလည်းဒီကစားသမားဖြစ်သူကိုခေါ်ရှင်နေတယ်ကိုသိန်းမှာလည်းဒီကစားသမားဖြစ်သူကိုရောင်းချနိုင်မှရမှာအထူးသဖြင့်ပေါ့ဗျာကျွန်တော်တို့ဒီတခြားကစားသမားတွေတဲ့ဆိုင် market ရှိဖို့ကကျွန်တော်တို့ဘလောင်နေပေးရရအမြတ်ပေး ကိုကိုကင်ဘီကနေထွက်ပေါ်လာတဲ့ကစားသမားတယောက်ဖြစ်တဲ့အတွက်အရှုံးမရှိဘူး။ကျန်တဲ့ကစားသမားတွေဂျေဒန်ဆန်ချိုတို့အန်တိုနီဆန်တိုတို့ဟုတ်တယ်မလား။ဒီကစားသမားတွေကိုကျွန်တော်တို့ရောင်းရှမယ်ဆိုရင်အရှုံးတော့ရှိတယ်။ဒါပေမဲ့တင့်တော်တဲ့ဈေးရရင်တော့ကိုအသေးဘက်ကလဲလဲဖို့တော့အများကြီးရှိတယ်။ဒါကကျွန်တော်အမေကန်ဆုံးပဲ။အန်တိုနီဆန်တိုတို့ကျွန်တော်တို့အသေးမှာ200တိ300တိဘလို့မှလုံးမဖြစ်တော့ဘူး။မာကရေ့ချ်ဘိုးတို့နောက်ပိုင်းပွဲစီတွေမှာလုံးဝအဆင်မပြေတော့ဘူး။ကိုအသင်းကိုလည်းကြုံမပြုတ်သလိုသူတော်တဲ့အသင်းတိုင်းကိုဒုက္ခပေးတဲ့အကောင်ဖြစ်တယ်။ ီလိုကြည့်ရင်မာလာစီယာပုံမဲ့ခြေစမ်းအောက်ကိုရောက်နေတာဆိုတော့ကျွန်တော်အန်တိုနီဆန်တိုအနေနဲ့ရီယယ်ဘက်တဲ့အသင်းမှာကစားတာပျော်ရွှင်နေတယ်ပြီလို့ချင်းယူနိုက်တက်အသင်းကိုပြန်လာဖို့အစီအစဉ်မရှိဘူးဆိုတော့မင်းကောင်းတယ်မင်းအတွက်လေးကောင်းတယ်ငါတို့အတွက်လေးကောင်းတယ်ဟုတ်ပြီဆိုတော့ကျွန်တော်အသင်းမှာကဒီကအပြည့်ကတော့ဖန်တာရင်ငွေကြေးပိုင်းဆိုင်ရာကျွန်တော်မှာဒီကလိုတယ်အဲ့ဒါပြီလို့ချင်းတော့ကျန်တဲ့ကစားသမားတွေပေါ့ဗျာနေရာဒီမှာအပြည့်မေးကစားသမားတွေကိုကျွန်တော်အားဖြည့်လို့ရမှာ ဖဘီစီမီပြည်ဆိုင်ရိုးတို့ကလည်းကျွန်တော်ရှိတဲ့အတွက်ဒီကစားသမားဖြစ်သူတွေကိုကျွန်တော်အမေကန်ဆုံးနဲ့ရောင်းချနိုင်ဖို့ဥတည်သွားရမှာဆိုတော့ဒါကအန်တိုနီဆက်ဒရနဲ့ပတ်သက်ပြီးတော့နောက်ဆုံးထွက်ပေါ်လာတဲ့အခြေအနေတခုပေါ့ဗျာကျွန်တော်အတီတော့မရသေးဘူးဒါပေမဲ့လို့တေချာဖို့ဘက်ကိုများနေတယ်။ဘာဖြစ်ဆိုတော့ real bet တဲ့အသင်းမှလည်းဒီကစားသမားဖြစ်သူကပျော်ရွှင်နေတယ်။ခြေစင်းကလည်းမဆိုတလို့ပြားထားတယ်ဆိုတော့ real bet တဲ့အသင်းကလည်းသူ့ကိုသဘောကျနေတယ်။ဆိုတော့ကိုရီမဆောင်နေတဲ့အသင်းကလည်း ီကစားသမားဖြစ်သူကိုရောင်းချဖို့ဥတည်ထားတယ်ဆိုတော့ Real Betis နဲ့ United အတင်းကြမှာနောက်ထပ်ဘယ်လိုညှိနှိုင်းမှုတွေဘယ်လိုကဲလဲမှုတွေဘယ်လိုပုံစံတွေတော်မလို့ဆိုတာတည်င်းတွေမှာကျွန်တော်စောင့်ကြည့်ရမှာပေါ့ဗျာအခုလောလောဆယ်ကတော့တည်င်းကဒီလိုမျိုးထွက်ပေါ်လာရင်ဆိုတော့ကျွန်တော်အတင်းနေတဲ့ဒီနေ့၄နိုင်မှာဆိုရင် ကျွန်တော်ဗီဒီယိုဆောင်မှာပြောသလိုပါပဲဒီ UCAS အင်ကွင်းမှာ Premier League ပွဲစဉ်၃ဆင့်တွေကိုကစားဖို့ရှိနေတယ်ကိုအတင်းတွေကတော့ပေါ့ဗျာအပီကေဒီနိုင်ငံတကာပွဲစဉ်အပြီးမှာကစားခဲ့တဲ့၃ပွဲစလုံးဆိုရင်ကျွန်တော်နှစ်ပွဲတည်ကြတယ် တပွေးရှုံးနေနော်တယ်ဖောရဲကိုကျွန်တော်5မိနစ်မှာရှုံးခဲ့တယ်ဝမ်စီနဲ့ပြီးလို့ချင်းမက်ဆီတီကိုကျွန်တော်အိမ်ကွေးမှာစီးစီးနဲ့တည်ကြတယ်ပြီးလို့ချင်းကျွန်တော်ဒီလိုင်ယန်သင်းကိုသူတို့ရဲ့အိမ်ကွေးမှာတူတူနဲ့တည်ကြတယ်ဒီယူပါလေကွာတာဖိုင်နယ်မှာဆိုတော့ဒီနေ့ပွေးစဉ်ကကိုသင်းအတွက်ကတော့ချန်ပီယံလိဂ်ဝင်ဖို့အတွက်ကိုကျွန်တော်နိုင်ဖို့ဆိုတာမဟုတ်ဘူးဂုံတိတ်ခါပန်းရသော်လည်းကောင်းဒီနေ့ပွေးစဉ်ကမဖြစ်မနေနိုင်ဖို့လိုတယ်ဒါကဘာဖြစ်လို့လဲကျွန်တော်ဒီပွေးပြီးလို့ချင်းကွာတာဖိုင်နယ်ဒုတိယကြော့ ကိုရင် off track ပေါ်မှာလိုင်ရင်ကိုကစားဖို့ရှိတယ်တကယ်လို့ဒီပွင့်ရှုံးတော့ခေလို့ရှိရင်ကစားသမားတွေရဲ့ quality ပိုင်းစိတ်တဲပဲဆိုင်ရာတွေကအဆင်ပြေမှာမဟုတ်ဘူးဒါကြောင့်နိုင်တဲ့ပွဲကိုကျွန်တော်အနိုင်ကစားဖို့လို့တယ်လက်ရှိနယူကာဆယ်အနေနဲ့အဆင်၄၅မှာရှိရင်တော့နော်ကိုရီနဲ့အတင်းက6 7 3မှာဆိုတော့မလို့ကူပါဘူးအဖက်ဖက်ကိုကြည့်ရလို့ချင်းလေကျွန်တော်တို့အတင်းဘက်ကအားနည်းမှုတွေအများဆုံးရှိတဲ့အတွက်အမ်မိုရဲအတွက်ဒီနေ့ပွဲစီမှာဘယ်သူတွေကိုထုတ်သုံးလာမလဲဆိုတာ ျွန်တော်ကြည့်ရမှာညီကတို့ဘလို့ထင်မြင်ချက်ကြည့်လေဒီနေ့ပွဲစဉ်ကိုတကယ်ပဲကျွန်တော်တို့အသင်ကရုန်းကန်ပြီးတော့ဟိုနိုင်ဖို့ဘက်ကိုရှိမလားတေဘက်ကိုရှိမလားအချုံဖို့ဘက်ကိုများမလားဆိုတာညီကတို့အမေလေးတွေဆွေးနွေးပေးကြပါအောင်အတူနီဆက်တွဲနဲ့ပတ်သက်ပြီးတော့ဘလို့ထင်မြင်ချက်ကြည့်လေတကယ်ပဲနေရသည်ကာလာတိုးတက်မှာကိုအသင်ကနေပြီးတော့ရီယယ်ပတဲ့အသင်ကိုပြောင်းရွှေ့တော်မလားဆိုတာဆွေးနွေးပေးကြပါအောင်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီနေ့ပွဲစဉ်ပြီးလို့ချင်းပွဲပြီးသုံးသက်ချက်ဗီဒီယိုလုပ်ပါမယ် ဟိုပြီးခဲ့တဲ့နေ့ကဆိုရင်ကျွန်တော်ပွေးပွေးသူတည်ချက်ဗီဒီယိုမလုပ်ရဘူးဒီနေ့ပွေးစဉ်ကိုတည်ချပေါ့ပွေးပွေးသူတည်ချက်ဗီဒီယိုလုပ်ဖို့ရှိတဲ့အတွက်ပွေးပွေးသူတည်ချက်ဗီဒီယိုကိုလည်းစောင့်မျှော်ကြည့်ကြည့်ပေးဖို့ကျွန်တော်တောင်းဆိုပါတယ် United Fan တူတူရောက်ရှိတိုက်စေးချက်သားကြီးကိုယူချက်မကြီးနဲ့ပြည့်စုံနိုင်ပြီးတော့ဒီ channel လေးကိုတည်တည်တော့မေးဖန်မ Lion Squire လေးတွေမလိုအပ်သေးရင် Lion Squire လေးနဲ့ notification ကောင်းလာလို့ဒီတိုင်းပြီးတော့ United အသင်းနဲ့ပတ်သက်တဲ့များတင်ဒင်းတွေကိုမလိုနဲ့ကြည့်ကြည့်အားပေးနိုင်ပါတယ်လို့ပြောကြရင်ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲ okay ပါ